ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ညီကိုတွေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အားမပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးရတဲ့ Pretty Mobile ရဲ့4.1 update ကဘယ်နေ့ပါဝင်လာမလဲဆိုတော့ Pretty Mobile ရဲ့4.1 update အတွင်းမှာဘာစကင်တွေနဲ့တခြားသောဒါဘာ aggregate gun အသစ်တွေပါဝင်လာမလဲဆိုတာကိုကျွန်တော်အနေနဲ့ဒါအကြမ်းမြင်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးစိတ်ဝင်စားမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ရှုပေးပါအောင်ဗျာ โอเคဆိုတော့ကျွန်တော်အရင်ဆုံးနေနဲ့ပြောချင်တာကတော့တော်တော်များများမှားနေတဲ့အရာလေးရှိရပြဆိုတော့အဲ့ဒါပါလဲဆိုတော့ကျွန်တော်အခုပြထားတဲ့ဒါ K90 Aggregan skin ကိုတော်တော်များဗာနဲ့မှားနေလဲဆိုတော့ဒါ event မှာခံရမဲ့ K90 ရဲ့ဒါရေခဲပုံစံတနက်နဲ့မှားနေရတယ်ဗျဆိုတော့အမှန်ကန်တော့ကျွန်တော်အခုပြထားတဲ့အရာကဒါအဲ့ဒီ level ရှိတိတင်လို့ရမယ် aggregan k98 skin ပဲအဲဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီ event အတွင်းမှာခံရမယ့်ရေခဲပုံစံ တနက်ပုံစံကတော့ဒါ second ပုံစံနဲ့ပါပြီးသားကိုကျွန်တော်ဟိုးရှေ့ကဗီဒီယိုမှာတခုမှတင်ပြထားပါတယ်ဆိုတော့ကျွန်တော်အခုပြထားတဲ့အဲဒီ second ပုံစံကတော့ Canon 98K ကိုမှ level 80တင်လို့ရမယ်ဒါ aggregate gun တခုဖြစ်ပါတယ်ဆိုတော့သူ့အနေနဲ့ကတော့ဒါ26ရဲ့25ပိုင်း25ပိုင်း26ရင်းညီမှာပါဝင်လာမှာဖြစ်ပြီးတော့ကျွန်တော်အခုပြထားတဲ့ဒါ glitch ultimate suit နဲ့အတူဒါ event အတွင်းမှာတူတူပါဝင်လာမှာ ဖြစ်ပါတယ်ဆိုတော့ဒီစုအနေနဲ့တော့ဒါဒီ second ultimate စုအနေနဲ့ပါဝင်လာမှာဖြစ်ပြီးတော့ကျွန်တော်အခုဖတ်ပြောပြမှာတော့ဒါ first အဲ့ဒီ ultimate စုပဲဖြစ်ပါတယ်ဆိုတော့ friend ultimate စုကကျွန်တော်အခုပြထားတဲ့ပုံစံအတိုင်းပဲဒါတော်တော်လေးကိုလက်နေတာခုနဲ့ပါဝင်လာမှာသူ့အနေနဲ့တော့ဒါ17လပိုင်း28ရက်နေ့ဒီ first ultimate စုပါဝင်လာမှာဖြစ်ပြီးတော့ဒီ better aggregate second ပါဝင်လာမှာဖြစ်ပါတယ်ဆိုတော့ဒီ better aggregate second ရဆိုရင် level 70ဒီလုံးများရမှာဖြစ်ပြီးတော့ ပုံစံမျိုးကိုတွေ့တယ်။အဲဒါရေခဲစိုက်ပါသန်းလို့ပြောလို့ရတယ်ဆိုတော့တော်တော်လေးကိုလာတယ်။အဲကျွန်တော်ခုနအခုကျွန်တော်ခုပြထားတဲ့ဒါ second နေအားလုံးကဒီ event နဲ့တူတူဝင်လာဖြစ်ပါတယ်။သူ့အနေနဲ့တော့ဒါ ultimate suit နံပါတ်1ပေါ့နော်။ကျွန်တော်အရှင်းမပြောသလိုပဲ17လပိုင်း29ရက်နေ့မှာပါဝင်လာမှာဖြစ်ပါတယ်။နောက်တစ်ခုအဲနောက်ထပ်ကျွန်တော်ပြောပြချင်တာကတော့ဒါ returning second တခုအနေနဲ့ပြန်လဲပါဝင်လာမယ်ဒီ ultimate ဒါ glitch suit ဖြစ်ပါတယ်ဆိုတော့လက် တိုင်းပဲဒီစကင်ကအဲကျွန်တော်ခေါ်ရတော့ဒါ Core War စကင်လို့တော့ကျွန်တော်ခေါ်ရဲပေါ့နော်အဲသူ့အနေနဲ့ရောဒါဒီလာခဲ့ရတော့ဟိုးရှင်းနှစ်ကလာခဲ့ဒါပေမဲ့ဒီနှစ်စကင်အနေနဲ့ပြန်လဲပါဝင်လာမှာဖြစ်ပါတယ်ဒါ UZ Aggregate ရေခဲစကင် Aggregate နဲ့တူတူပြန်လဲပါဝင်လာမှာဖြစ်ပါတယ် โอเคဆိုတော့နောက်ထပ်ကတော့ဒီ4.1 update အတွင်းမှာ aggregate တွေအများကြီးပါဝင်လာမှာဖြစ်ပါတယ်ဆိုတော့အားလုံးတည်းကပုံမှာကျွန်တော်တခုထုတ်ပြောရမယ်ဆိုရင်တော့ဒါ VSS level 3တိတိလုံးရမယ် VSS ဒီ aggregate လို့ဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်အရှိမီတော့အမှားတစ်ခုပြောခဲ့ရရှိရဲဘာလဲဆိုတော့ကျွန်တော် UME 45ကိုဒီ Ryan Bass မှာပါဝင်လာမယ် aggregate လို့ပြောခဲ့တယ်မဟုတ်ပါဘူးမင်္ဂလာကျွန်တော်အနေနဲ့မှားခဲ့တာပါဆိုတော့ဒီ VSS ကမှာဒီ Ryan Bass A60 တဲ့မှာပါဝင်လာမယ် aggregate skin ဖြစ်ပါတယ် level 3တိတင်လို့ရမှာဖြစ်ပါတယ် skin ပုံစံတော့ကျွန်တော်အခုပြထားတဲ့ ပုံစံမှာဖြစ်ပါတယ်ဒါဖိုတိုနီအနေနဲ့ပဲဆက်ရှိလာပြီးရေပေါ့နော်ဟုတ်ကဲ့ပါနောက်ထပ် letter aggregate အသစ်တွေပါဝင်လာဖို့ရှိပါတယ်ဆိုတော့ number 1အနေနဲ့ကတော့ DBS ပဲဖြစ်ပါတယ်ဆိုတော့ DBS ကတော့ level 5ထိတင်လို့ရမှာဖြစ်တယ် နောက်တစ်ခုကတော့ PP90 Bison နဲ့ဖြစ်ပါတယ်ဆိုတော့ဒီစကင်လည်းတူတူပဲ level 5ကြီးတင်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ QB Z ပဲဖြစ်ပါတယ် QB Z ကဆိုရင်တူတူပါပဲ level 5ကြီးတင်လို့ရမှာ aggregate တစ်ခုအနေနဲ့ပတ်ဝန်းလမ်းမှာဖြစ်တယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ MK40 ဖြစ်ပါတယ်ဆိုတော့ MK40 ကဆိုရင် HS gun နေအတိုင်းပဲ level 5ကြီးတင်လို့ရမှာ aggregate စကင်တစ်ခုအနေနဲ့ပတ်ဝန်းလမ်းမှာဖြစ်ပါတယ်ကျွန်တော်အခုပြောပြခဲ့တာကတော့ဒါပတ်ဝန်းလမ်းမဲ့ ဒါ aggregate နာမည်ကိုပြောပြပေးသွားတာပါဆိုတော့တို့အနေနဲ့ကတော့ဒါ photo lead အနေနဲ့တော့ second motion ရဲ့ trash sheet မလာသေးပါဘူး trash sheet လာတဲ့ခါကျရင်လည်းကျွန်တော်အနေနဲ့တင်ပေးသွားမယ်အဲ display အပြည့်စုံထွက်လာရင်လည်းတင်ပေးသွားမှာဖြစ်ပါတယ်အားလုံးသိကြနေကြတဲ့ဖုန်းပေါ်မှာ update ကတော့ကျွန်တော်တို့ဒါ7လပိုင်း6ရက်နေ့မှာ Android မိုဘိုင်းတွေကို official တရားဝင်ရောက်ရှိလာတော့မှာဖြစ်ပါရဲ့ဗျာ